င်္ဂလာပါရှင်တင်းနေလိုက်တဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကို Dual Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ကျောဆုံမြို့နယ်ထဲကပင်လယ်ရွာတချို့မှာဇီဝဲဆိုးငတ်မွေးတဲ့အိမ်ပိုဆောက်လာတဲ့တင်မြိတ်ဖို့ပြင်းပြီးတောင်စုလမ်းမှာစစ်ဆေးမှုပိုတင်းကျပ်လာလို့ဒေသခံကုန်ကသမားတွေအခက်တွေ့နေတဲ့အခြေအနေမော်တော်မြို့မှာဆင်းနာရှင်တက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ဒေသခံတွေထွက်ပြေးနေကြတဲ့အကြောင်း တဲချောင်းမြို့နယ်၆ချောင်းရွာကအရက်သားနေအိမ်တွေကိုဆရာနာရှင်တက်မိရှုတဲ့တဲ့င်းလာတွေ့ဖို့ခေါ်တာကိုမလာလို့ဆရာနာရှင်တက်ကလက်ဖက်ရည်ဆိုင်ကိုဒရုန်းနဲ့ပုံကျဲချခဲ့တဲ့အကြောင်းစတဲ့တဲ့င်းအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျောဆူမြို့နယ်မှာရှိတဲ့ပင်လယ်ရွာတွေဖြစ်တဲ့ကော်စီယာနဲ့မဲတော်ကျေးရွာအုပ်စုတွေမှာဇီဝဆုံးငတ်မွေးမြူရေးလုပ်တဲ့အိမ်တွေပို့ပြီးဆောက်လုပ်လာကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒီတဲ့တင်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။ ကျောင်းစုမျိုးနွယ်မှာရှိတဲ့ပင်လယ်ရွာတွေဖြစ်တဲ့ကော်ဇာနဲ့မဲရောကျေးွာအုပ်စုတွေမှာဇီဝစုငယ်ဝင်မြူရေလုပ်တဲ့အေတွေပုံမှုဆောက်လုပ်လာကြတယ်လို့ဒေတာခံတွေစီကသိရပါတယ်။2020ပြည်နှစ်မတိုင်မီကကျောင်းစုမျိုးနွယ်မှာရှိတဲ့ပင်လယ်ရွာတွေမှာတေဝမှာဗျမ်းမြအနေနဲ့ဇီဝစုပင်မွေတဲ့အေတိန်နေလောက်သားရှိရကနေလက်ရှိမှာအခြေစနစ်ချပြရှိလာတယ်လို့ဆိုပါတယ်။ အဲဒီရွာတွေမှာငါဖားလုပ်ငန်းကိုအဓိကလုပ်ကိုင်းချပြီး မိုးရသည်မှာလှိုက်ချပြီးပင်လယ်ထွေရခက်ကလုပ်ကိုင်းရှာပါတာကြောင့်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့လုပ်ကိုင်းချတာဖြစ်တယ်လို့ကျောင်းစုံရုံနဲ့ကိုစရာရွာမှာနေတဲ့ဒေသခံတို့ကပြောပါတယ် အရင်ကစီပွဲစိုးငယ်မွေတဲ့အိတွေကိုမင်းမျိုးနယ်မှာသာအများဆုံးတွေ့ရပြီးလက်ရှိမှာပုံပြင်းမျိုးနဲ့နဲ့ကျောင်းစုမျိုးနဲ့ထက်ကပင်နေကြာတွေမှာပါစီးပွားဖြစ်ဆောက်လို့လာကြတယ်လို့ဒေတာကန်ချိုစီကသိရပါတယ်စီပွဲစိုးငယ်အိတွေကိုတက်သားနဲ့ဆောက်လို့ကြာတယ်လို့ဗီလတ်မြင်းနဲ့လည်းဆောက်လို့ကစီးပွားဖြစ်အမွေမျိုးကြပြီးအရွယ်စားနဲ့တိုးပြတဲ့တက်သားအမျိုးစားပေါ်မူတည်ပြီး ကြသိန်းတရာကနေဒိတ်တထားလောက်အထိကိုကြလိရှိတယ်လို့ဆိုပါတယ် နေတဲ့အီရီမှာဇွေစုငှက်တွေတွေတင်တော်တဲ့ဘူးချင်းဆိုတိုင်းစာအစားစာနဲ့ရေကိုဖြည့်စီပေးထားရပြီးနှုတ်တန်တူကိုလည်းစပီကာကနေထုတ်လုပ်ထားရလေးရှိပါတယ်။2029ခုနှစ်တတော်ဦးစီးဌာနရဲ့စီးရင်တွေ့ရတင်းနှာရီတိုက်တွင်ဇွေစုငှက်ဝင်မှုတဲ့အီလီယာနီပါရှိပြီးပွင့်လက်တွင်းရှိတဲ့ကျောင်းတွေမှာလည်းတဘွားလျှောက်နေထိုင်တဲ့ငှက်တိုက်တွေလည်းရှိပါတယ်။ မြင်းဖို့ပြင်ပြီးအောင်ဆူလန်းဘောကဆီယနာရှင်တက်စစ်စေးဂိတ်တွေမှာစစ်စိမ်မှုပုံမှုတင်းကျပ်လာတဲ့အတွက်ဒေတာခန်ကုံကားတွေကုန်စီတင်ဆောင်ရမှာအခက်တွေ့နေကြရပါတယ်။အဲဒီလမ်းပိုင်းမှာရှိတဲ့စစ်စေးဂိတ်တွေမှာစောင့်နေတဲ့ဆီယနာရှင်တက်သားတွေကဒေတာခန်ကုံကားတွေကုန်ပစ္စည်းတင်ဆောင်လာရင်ဖွင့်ဖောက်စစ်စေးတာနဲ့တင်းယူတာတွေပို့လောက်လာပြီးငွေကြေးတောင်းခံတာလည်းပုံများလာတယ်လို့ကုန်တင်ရင်မောင်းတွေကပြောပါတယ်။ မြိတ်ပုတ်ပြင်လန်းပိုင်းမှာစစ်စေးဂိတ်အရေအတွက်20ဝန်းကျင်ရှိနေတာကနေအခုနှစ်အတွင်း9ဂိတ်နီးပါးထပ်တိုးလာသလိုဂိတ်တစ်ခုကိုငွေကျပ်တောင်းကနန်းအထိကောက်ခံနေကြတယ်လို့ဆိုပါရယ်။အဲဒီစစ်စေးဂိတ်တွေမှာဆန်နဲ့စားတောက်ကုန်တွေတင်ဆောင်လာရင်ငွေကြေးပို့ပေးရတယ်လို့လည်းကာတမရီစီကသိရပါရယ်။ပုတ်ပြင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေမှာရောင်းချဖို့အတွက်စားတောက်ကုန်အပါအဝင်အချောက်ကုန်စီတွေကိုကားတွေနဲ့မြင်းမြို့ကနေတဆင့်တည်ယူပို့ဆောင်ကြတာပါ။ မြိတ်ဘုတ်ပြင်လန်းပိုင်းမှာဆင်းနာရှင်တက်တဲ့တော်လိုင်းရင်တက်တို့စီရီတင်းမှနေပြီးအဲ့ဒီလမ်းပိုင်းဖြတ်တန်းသွားလာခွင့်ကိုလည်းအော်တိုဘလ28ရက်နေ့ကစပြီးပြည်သူ့ကောက်ကွယ်ရေးတပ်မတော်တနင်္သာရီတိုင်းစစ်ဌာနအမှတ်35နီးပြည့်ဟောက်ဖွဲကကတ်တက်ထားပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်တော်မျိုးမှာဆရာနာရှင်တက်ကရွာအနီးနားမှာရှိတဲ့တောင်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တဲ့အတွက်ဒေသခံတွေထွက်ပြေးတိမ်းရှောင်ကြတယ်လို့သိရပါဗျ။ဒီတဲ့တင်အပြည့်အစုံကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ ထိုင်းမြန်မာနယ်စပ်ရှိမော်ရောင်မြို့မှာဆရာနာရှင်တက်ကွာရွာနီနားမှာရှိတဲ့တောင်တွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဖိတဲ့အတွက်ဒေသခံတွေထွက်ပြီးတရှောင်းကြရတယ်လို့သိရပါတယ်။နှွေမလဆယ်နေည7နာရီလောက်မှာမော်ရောင်မြို့မှာရှိတဲ့ဆရာနာရှင်တက်ကတက်ကန်ရဲ့မြန်မာချင်းဆိုင်မှာရှိတဲ့တောင်တွေဘက်ကိုတနအီကြောကြာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ဒေသခံမျိုးသမီးတအူကပြောပါတယ်။ ဆက်နာရှင်တကာလက်နက်ကြီးအခြေရေးတိုးဆက်ကြောပိတ်ခတ်ခဲ့တဲ့အပြင်လက်နက်ငယ်တွေနဲ့လည်းတနားကြီးလောက်ကြာပိတ်ခတ်ခဲ့ပြီးညနေစနားကြီးလောက်မှရပ်သွားတယ်လို့ဆိုပါတယ်။မော်ရမြဝင်းကေကူလေးဆက်နာရှင်တကာနှွေမော်လာတေနီကစပီးပြလိုက်တဲ့တွေတိုက်ပွဲဖြစ်ပေမိမှာဆွေပြီးဒေသခံတွေကြိုတင် တေရှောင်းခဲ့ကြရတာပါ။မင်းကပိခတ်တံတွေထွက်ပေါ်လာချိန်မှာတော့မြို့ထဲကျန်နေတဲ့ဒေသခံတွေလေ ထပ်ပြီးထွက်ပြေးတရှောင်ခဲ့ကြရလို့ဆိုပါတယ်။ဒီနေ့နေ့လယ်7နာရီလောက်မှာတော့ပလဲကင်းမှာရှိတဲ့ရွာသားတွေကမွန်တော်မြို့မှာရှိတဲ့နေတွေကို ပြန်သွားကြပြီလို့ဆိုပါတယ်။မွန်တော်မြို့ဟာချင်းငံပရာကျော်ခရိုင်နဲ့ထိစပ်နေတဲ့နေဇကူသွေးရီမြို့ဖြစ်ပြီးဆက်နာရှင်တပ်စခန်းတစ်ခုနဲ့လက်နက်တပ်စင်ပိတ်ထားတဲ့ပြည်စော်တီတွေလည်းရှိပါတယ်။ မြိတ်တော်ရဲ့ကားလမ်းပေါ်မှာရှိတဲ့တရချောင်းမြို့နယ်66ရွာမှာအယက်သားနှစ်အိမ်တွေကိုဆရာနာရှင်တက်စစ်ကြောင်းကနွေဘာလ9ရက်နေ့မွန်လယ်ပိုင်းကမိရှုဖြစ်စီခဲ့တယ်လို့ဒေတာခန့်တွေကပြောပါရယ်ဒီတဲ့င်းကိုဒွေဝက်အဖွဲ့သားတူကပြောပြပေးသွားမှာပါတရချောင်းမြို့နယ်မြိတ်တူပဲကားလမ်းပေါ်ရှိ6ချောင်းရွာမှာအရက်သားနေအိမ်တွေကိုစစ်နာရှင်တပ်စစ်ကြောင်းကနိုဝင်ဘာလ9ရက်နေ့မော်လွယ်ပိုင်းကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် မြိတ်တူဝဲကားလန်ပေါ်ကဝင်းဝတရာစစ်ဆေးခဲ့ကိုအင်အား300လောက်နဲ့စက်ကြောင်းထိုးလာတဲ့စစ်နာရှင်တပ်ကအရက်သားနေအီကိုမိရှုဖျက်ဆီးခဲ့တာပါ၆ချောင်းရွာမှာကေမျိုးသားလောမြောက်ရီတက်မတော် KL တက်ရေးစနစ်တက်ခွဲနှစ်ရက်စစ်ဆေးဂိတ်ရှိပြီးလဘရွာအနီးတဝိုက်မှာလည်းတော်လန်ရီတက်ခွဲတစ်ခုရဲ့စစ်ဆေးဂိတ်လည်းရှိပါတယ်။အဲ့ဒီနေ့က၅မိနစ်ကြာပြစ်ခတ်မှုဖြစ်ကြပြီးစစ်နာရှင်တက်ကရွာကိုမိရှုခဲ့တာလို့ဒေသခံအမျိုးသမီးကပြောပါတယ်။ အိုင်မီရှိုးတဲ့စက်ကြောင်ဟာဒေသခံအချို့ကိုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးဝင်းဝတရာဆက်ဆီးဂိတ်ကိုရောက်ရှိချိန်မှာတော့အလုံးပြတ်လို့ပြေးလိုက်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကလည်းဒိုဝဲမြိတ်ကားလမ်းပေါ်မှာရှိတဲ့လဘရွာမှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်လဘရွာကနေအိတ်36လုံးကိုဆန်းနာရှိတဲ့ဆက်ကြောင်ကမိရှုဖြစ်စီခဲ့ပါတယ် ရွေးကောက်ပွဲနီလာချိန်နယ်မြေစိုးမိုးရေးအတွက်တနင်္သာရီတိုင်းတွင်တော်လန်ရေးအားကောင်းတဲ့ဒေသတွေကိုအင်အားအများပြပြည့်စက်ကြောင်းထိုးနေတဲ့ဆက်နာရှင်တပ်ဟာနေအိမ်မီရှုတာတွေကိုလည်းဇက်တိုက်လှုံ့ဆော်နေပါတယ်။အော်တိုဘာလာအတွင်းဆက်နာရှင်တပ်ရဲ့မီရှုဖြစ်စီမှုကြောင့်အရက်သားနေအိမ်၁၅၀ကျော်လောက်အနည်းဆုံးမီးလောက်ပျက်စီးသွားတဲ့အကြောင်းဒေသတွင်းလူခွင့်ရွေးချိုးဖောက်မှုတွေတိုက်ပွဲတွေပလီပခါတွေနဲ့လူမှုစီးပွားရေးအခြေအနေတွေကိုစစ်တမ်းပြုစုထောက်ဝေနေတဲ့ FV5 တနင်္သာရီဖွဲ့ရဲ့အော်တိုဘာလာအစီရင်ခံစာမှာဖော်ပြထားပါတယ်။ တနင်္လာရီမျိုးနဲ့မော်တုံးရွာကလက်ဖက်ရည်ဆိုင်ပိုင်ရှင်လက်များနှစ်ယောက်ကိုဆရာနာရှင်တက်ကလာရောက်တွေ့ဆုံဖို့လှုပ်လှုပ်ခေါ်ပေမဲ့မလာလို့ဆိုပြီးလက်ဖက်ရည်ဆိုင်ကိုဒရုန်းနဲ့ပုံချခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မော်တုံးကျေးရွာအခြေဆိုင်အမှတ်306အမြောက်တပ်ရင်းကိုလာရောက်တွေ့ဆုံဖို့အရှိမော်တုံးရွာကလက်ဖက်ရည်ဆိုင်ပိုင်ရှင်လက်များနှစ်ယောက်ကိုနိုဝင်ဘာလ9ရက်နေ့ကနှစ်ကြိမ်လှုပ်လှုပ်ခေါ်ခိုင်းခဲ့တယ်လို့မိသားစုနဲ့နေဆက်သူကပြောပါတယ်။ ဆီယနာရှင်တက်ကောက်ခေါ်ခိုင်းတာကိုဆိုင်းရှင်လင်မယားကမသွားလို့ဆိုပြီးနွေဗလာရှင်းနဲ့ညနေ3နာရီဝန်းကျင်မှာလက်ဖက်ရည်ဆိုင်ကိုဒရုန်းနဲ့ဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဆိုင်ရှင်လင်မယားကဆီယနာရှင်တက်ဒရုန်းပုံးလာမချခင်တိမ်းရှောင်သွားတဲ့အတွက်ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ဆီယနာရှင်တက်ထဲကတက်လာတဲ့အဲ့ဒီဒရုန်းဟာလက်ဖက်ရည်ဆိုင်ကို60မမဘုံးနှလုံးလာချခဲ့တာကြောင့်ဆိုင်အနောက်ဘက်ကိုကြောက်ရောက်ပောက်ကွဲပြီးကြက်ချင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ အော်တိုဘာလ24ရက်နေ့ကလည်းအမှတ်306အမြောက်တက်ရင်ကအနောက်မော်တုံးရွာကိုဒရုန်းနဲ့ပုံချတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်အသက်68နှစ်အရွယ်အမျိုးသားတဦးထဏ်ရာရသွားခဲ့ပါတယ်။အခုလိုတနင်္လာနေ့တင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကဗီအပေါင်းခါနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်ရှ်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။